အင်မက်ဆိုရာပြိုင်ပွဲဝင်ဟောင်း Miss Myanmar World 2014 Wine ရဲ့ပထမဆုံး Guru Elvan Safi မိတ်ဆက်ပွဲကိုဂျွန်း73ရက်နေ့ကဒဂုံစန္ဒနှစ်မှာကျင်းပခဲ့ပါတယ်။ပထမဆုံး Guru Elvan ကို Safi လို့ဘာလို့နာမည်ပေးတာလဲ။ဒီ Elvan ထဲမှာပါတဲ့တချင်း16ပုတ်ထဲကတပုတ်ကိုပဲယူပြီးခေါင်းစဉ်မပေးခြင်းလို့ Safi လို့နာမည်ပေးလိုက်တဲ့ Wine လေးကနောက်ပိုင်းမှာလဲသူယူတွတ်တဲ့ဂီတပိုင်းအတွက်တချင်းရေးရာရောဆိုတာပါလောက်သွားမယ်လို့ဆိုပါတယ်။အလမဲ့တယောက်လဲဖြစ်လို့ကမ်းလှမ်းမှုတွေပိုများလာတဲ့ Brighter လို့တွေလဲ ဆက်လုပ်သွားမယ်လို့ပြောပါတယ်။နောက်ပိုင်းကတော့ဝလီဝတ္တနာပါတယ်ဝလီရဲ့ရည်တဲ့ဂီတာပိုင်းလေးဆက်လုပ်မယ်။တချင်တွေလည်းဆက်စုံမယ်။တချင်တွေလည်းရေးမယ်ပေါ့နော်။ Miss နဲ့ပတ်သက်ပြီးတော့ဝလီပရာဟိတလုပ်ငန်းတွေကိုထိုးပြီးတော့လုံလာနိုင်ပြီ။ပြီးတော့အများကြီးလည်းပရာဟိတနဲ့ပတ်သက်ပြီးကံလန့်မှုတွေအများကြီးရှိလာပြီဆိုတော့ဝလီအရန်ဝမ်းသာတယ်။အဲ့ဒီအပေါ်မှာလိုက်ပြီးတော့ဆက်လက်ပြီးတော့ပရာဟိတကြီးလည်းဆက်လုပ်သွားဖို့ရှိတယ်။ပြိတ္တတွေကဒီနေ့လာဝင်လာဆိုရင်လုံးဝမထင်ထားဘူး။တကူတော့ခွေးသွားလေးဝလီအရန် နှစ်နှစ်ကျော်လောက်ကြိုးစားခဲ့တဲ့အခွေလေးကဒီနေ့လိုမျိုးရောက်လာတယ်ဆိုတာဒီ Forever PC Terror ကလည်းထုတ်ပေးရတော့ပေါ့နော်အဲ့အတွက်သက်ဆိုင်ရာလူကြီးမင်းတွေကဒီနေ့လာဝယ်တဲ့ပရိသတ်တွေအားလုံးရောနောက်ဝယ်ယူအားပေးကြမယ့်ပရိသတ်တွေအားလုံးလည်းတကယ်ဝယ်ဝါလေးကျေးဇူးများကြီးတင်ပါတယ်လို့ဟုတ်ပရိသတ်အားပေးဝယ်ယူမှုဟာမျှော်လင့်ထားတာထက်များနေပြီးအားငင်ငင်နဲ့နှစ်နှစ်ကျော်ကျော်ကြိုးစားခဲ့ရတဲ့ဒီကူတော်ခွေအခုလိုဖြစ်လာတာကိုပရိသတ်တွေကိုကျေးဇူးတင်တယ်လို့ဆိုပါတယ်အိမ်မက်ဆောင်ရကလေးကအားပေးခဲ့ရတဲ့ မစ်မြန်မာဝေါ်2014 League ကိုဆက်ပြီးအားပေးခြင်းနဲ့လို့ဆိုသူကမိမုံပါမမဝိုင်းလေးကကြတော့အိမ်မက်ဆောင်ရမာတွေကလည်းကြီးဖြစ်တယ်။ Facebook မှာအနေအရင်တွေ့ရပေါ့။သူ့ရဲ့ promotion ပွဲဆိုတော့မြန်မာတို့လည်း training နေနေဆိုတော့မအားဘူးပေါ့နော်။ဟောသူ့ကိုအားပေးနေတာပါအဓိကတော့လေ။မြန်မာတို့ပေးတဲ့အားရသူ့အတွက်ခွန်အားဖြစ်မယ်ဆိုရင်မကျေနပ်ပါရဲ့ရှင်။